ရှင်းကြီးတော်တပ်ဖွဲ့ဖလန်းမျိုးကိုပြီးတိုက်တိုင်ပတ်လိုက်ပြီကပ္ပဇာ20 27 25ရုပ်ကိုတအားပေးနေတဲ့ဒါဘီစက်ယူတိုက်ခတ်ဖြက်စီးနိုင်ခဲ့ပြီအေပလခုနှစ်ရည်2025ခုနှစ်လူမျက်ကြော်ရဲ့ညာကင်းပိုင်းတင်ဆက်မှုတွေကဒီနေ့ကတော့ခြုံငိမ့်စွာကြိုးစုံနေလေးရှိပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့ဖလန်းမျိုးတိမ်တိုက်ပွဲတည်င်းအားလုံးလဲကြာတိပြီးပြီဖြစ်မှာပါ။ ကပ္ပစရီကိုလက်စစ်တအားပေးနေတဲ့တညောင်လက်စစ်တအားပေးစိတ်ရောဘာတွေဖြစ်ကုန်လဲနောက်တစ်ခုကကျွန်တော်တို့ဒီရပိုင်းတွေမှာပေါ့နော်ဘာသာရေးမိုင်းတိုက်တဲ့သတင်းတွေအများအပြားတွေ့နေရတယ်တွေ့နေရတယ်ဒါတွေကိုပြောချမှာဖြစ်တယ်ငလင်ဘေးနဲ့အတူ ဘာသာရေးမိုင်းတိုက်တာတွေအများပြရှာအကြားနေရတယ်တွေ့နေရတယ်မြင်နေရတယ်နောက်တစ်ချက်ကအာခတ်တတော်ဤရခိုင်တပြည်နယ်လုံးသိမ့်ပိုက်ထိမ့်ချုပ်ပြီးချိန်ကာမရွန်ဂျာရီသတိရှိတောင်းလက်ခံမယ်ဆိုပြီးဘင်္ဂလားနဲ့တွေ့တော့မှမအလာကထပြီးကြိုကြွပြတယ်လို့ဆိုပါတယ်တတလုံးကရွန်ဂျာရီကိုလူမျိုးရေးခွဲခြားဆက်ဆံမှုတွေနဲ့ ရှင်ကုံဖျားရှိမှာတော့ဘုရားကျော်ရောက်တဲ့အစ္စလမ်ဘာသာဝင်ကိုတွားပြီးမောင်းထုတ်တဲ့မဘာသာတစုကိုမြေတောင်မြောက်ပြိုးထောင်ပြီးလူမျိုးရေးဘာသာရေးပိုင်းတိုက်တဲ့ဖက်စစ်တပ်ကလည်းအခုကြာရွင်ကြတွေကိုလက်ခံမဲတယ်လားနေပြီးတော့မှထားမှလားဘာသာရေးလူမျိုးရေးမိုင်းတိုက်သွေးခွဲမှုတွေလှုပ်ဖို့ပြင်ဆင်လာတဲ့အကွက်တစ်ကွက်ချင်းကိုကျွန်တော်ဒုတိယပိုင်းမှာပြောမယ် ပထမပိုင်းမှာတော့ကျွန်တော်တို့တော်လန်သတင်းတွေကိုအရင်တင်ဆက်ကြရအောင်တော်လန်သတင်းတွေကတော့ပထမဦးစွာဖလန်သတင်းကိုကျွန်တော်အရင်ဆုံးပြောကြားချင်ပါတယ်ဖလန်ဖလန်ထလို့ရပြီဖလန်မြို့ကိုတိမ်ပိုက်လိုက်ပြီချင်းအောင်တပ်ဖွဲ့ရဲ့မဏိမနာတိုက်စစ်ဆင်မှုကြောင့်ဒီကနေ့ဆိုရင်ဖလန်မြို့တိမ်တိုက်ပွဲကြီးအောင်မြင်သွားပြီဆိုတဲ့အကြောင်း ဧပြီလ9ရက်နေ့မနက်စောပိုင်းမှာတိမ်ပတ်ရရှိထားပြီဆိုပြီးဒီကနေ့ပဲထုတ်ပြန်ကြေညာပါလိမ့်အဲ့တော့လက်ရှိအခြေအနေဒီမှာတော့ထိတွေ့မှုအ ਨੇ အချင်းရှိရဲ့အသေးစိတ်ကိုတော့မနက်ပြန်မှာတရားဝင် ထုတ်ပြန်မယ်လို့ကျွန်တော်တို့သိရပါတယ်ဖလန်းမျိုးကိုတိမ်ဖို့အတွက်ကလိုက်ရ268တက်ရင်တစ်ခုတည်းကိုဝိုင်းပတ်ပိတ်ဆို့ထားပြီးဒီကနေ့တော့268တက်ရင်ကုန်တိုက်ပွဲလက်နက်ခေရင်တွေစစ်တုပ်ပန်းတွေဖမ်းဆီးရရှိပြီး ဖလန်းမြုပ်သိမ်းတိုက်ပွဲအောင်မြင်တော့ပါတယ်။ဂုံယူပါတယ်ချင်းညီတော်တပ်ဖွဲ့လူ။နောက်တဲ့သတင်းတစ်ခုအနေနဲ့အမြဲတမ်းအရေးကြီးလာပါတယ်ဆိုတဲ့စစ်တပ်ရဲ့လေရင်လက်နက်ကြီးတွေထုတ်တဲ့ကပ္ပစာမကွေးတိုင်းစလင်းကကပ္ပစာတွေကိုတိုက်ခိုက်ဖြိုချ ဖို့ကြိုးစားတယ်ကိုရဒါပေမဲ့အဲ့ဒီကပ္ပစာတွေမတော်ခင်မှာကပ္ပစာတွေကိုလက်စစ်တအားပေးနေတဲ့လေရင်ဘုံတွေထုတ်လို့ပေးနေတဲ့ကပ္ပစာ20 21 25နောက်တစ်ခုကစိတ်ဖြူရဲ့အမှတ်ကိုလေချောင်းရကာဝေးကုတ်ကဲမှုစစ်စီဌာနချုပ်လာစခကိုလက်စစ်တအားပေးနေတဲ့တညာ တအားခွဲစိတ်ုံကိုတိုက်ခတ်ချိန်မှပြိုက်ပါပြီ။ဒါအင်မတန်မှန်ကန်တဲ့စစ်တပ်ရဲ့ရေတောက်မြစ်တွေကိုဖျက်ချတဲ့နီးနာလို့ကျွန်တော်တို့ယူဆလို့ရပါတယ်။တအားခွဲုံမှာရှိတဲ့ transformer အလုံး80ပထိုင်ချတက်ဆွဲရတဲ့စစ်ကောက်စီတက်၄နာရီကျော်တိုက်ပွဲတိုက်ခိုက်ပြီးတော့ ခွဲယုံမှုအရာရှိနေဦးစစ်ကောင်စီတပ်30ကျော်မသာပေါ်ပြီးတော့ transformer အလုံး80ကျစီလိုက်နိုင်ပါလေဒီလိုလက်စစ်တအားပြတ်တောက်သွားမှုကြောင့်ကမ္ဘာစာ20 21 25လစခကိုလက်စစ်တအားလုံးဝပြတ်တောက်သွားပြီးစစ်စင်ထုတ်လုံးလုပ်ငန်းတွေရပ်တန့်သွားပြီးဒါတော်လိုင်းကြီးကိုဒီဇိုင်းမမခိုင်ခိုင်မာမာလုပ်နေတဲ့သူတွေရဲ့ တော်လန်နီးနာတွေကတခုတည်းသောနီးနာဖြစ်ပါတယ်အဲ့တော့ဘသူတိုက်တာလဲဘသူတွေတိုက်ခဲ့တာလဲဆိုတော့ဗမာတက်တော်အမတ်သုံးစစ်ဦးစီးကိုကေးမှုကဦးစင်းကဗမာတက်တော်တိုက်ရခုနရခုပောက်တောင်ပိုင်းကျမ်းမိုင်နေတူနာမျိုးတက်ဖွဲ့တောင်းစစ်အောင်လိုကေ PDF မင်းမှုအမတ်တတရင်ကံကောခရင်ပူပေါင်းတက်ဖွဲ့ဆလင်းမျိုးနေပကပတက်ခွဲစိတ်ဖြူမျိုးနေပကပတက်ခွဲ မကွေတိုင်းဒရုန်းလက်ယုံတပ်ဖွဲ့မင်းမှုခရိုင်လက်ယုံတပ်ဖွဲ့အဲ့တော့ဒီလိုတိုက်ခိုက်မှုတွေအပြီးမှာတညောင်တအားကွဲဆက်ယုံတိုက်ခိုက်မှုတွေအပြီးမှာတော်လိုင်းရဲဘော်တူကြဆုံးခဲ့တယ်လို့သိရပါတယ်ဆိုတော့ဒါပြီမှာကဘာသာ24က စစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကိုပေါက်မကွေးမိုင်းဆွေတိုက်ခိုက်မှုတွေဆောင်ရွက်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်မိုင်းဆွေတာမှာတစ်ကြိမ်ကိုတစ်လုံးလုံးနဲ့သုံးကြိမ်ဆွဲတာမတာပေါ်တာကအရာရှိနှလောင်းစက္ခ17ဦးသူတို့တွေကိုနေပြီးတော့ဂရင်းတရားစေးုံကိုတည်သွားတယ်လို့ MI70 နဲ့တည်သွားတယ်လို့ကျွန်တော်တို့ကြားရပါတယ်အဲ့တော့ ဒီတိုက်ခိုက်မှုကလည်းစစ်ယူတကူတော်ဂျာဆို LPF နဲ့ပေါ့တောင်ပိုင်းပကဖရဲ့ကြီးပကဖပြည်သူဒီမိုကရက်တစ်တပ်တော်ပြည်သူဒီမိုကရက်တစ်တပ်ဖွဲ့ပူးပေါင်းတိုက်ခိုက်တာသိရတယ်ဆိုတော့စုဖွဲ့ညီညွတ်စွာတိုက်ပွဲဝင်နိုင်မှုရဲ့အစွမ်းတကူကိုသိလာကြပြီဖြစ်ပါတယ်ဒီကနေ့ဆိုရင်ညောင်ကျုံးကိုတိမ့်ပိုက်ရရှိပြီးကပ္ပဆ969 16လမ်းဒီအဲ့နံပါတ်တစ်ခုရှိတယ် အုတ်ရှိပင်ညောက်ခြေတော့တကြောကကပ္ပစတွေအကုန်လုံးရက်တန့်ထားရတဲ့အခြေအနေရှိနေပြီထပ်ပြီးတော့တညောင်တအားဝဲစက်ယုံကိုတိုက်ခတ်နိုင်မှုကြောင့်ကပ္ပစ21 20 25စိတ်ဖြူအမကူလီကြောင်းရဲ့ကာကွယ်ရေးကုကဲမှုစစ်စင်ဌာနချုပ်တို့ရက်တန့်သွားပြီဒီအခြေအနေဖြစ်နေပြီဘာဆက်လုပ်ကြမလဲဘာဆက်လုပ်တင်တယ် စစ်ကိုနိုင်အောင်တိုက်ပါဒီဖတ်တိုမဖြစ် sorry မြေမပိုင်စစ်မနိုင်စစ်မနိုင်လို့မြေမပိုင်မြေမပိုင်လို့စစ်မနိုင်မြေမပိုင်စစ်မနိုင်ရင်အစိုးရမဖြစ်ဘူးအခုတော့တော်လိုင်းရေးသမားတွေလို့မမြင်တော့ပဲအစိုးရတော်လိုင်းရေးလုံနေတာမဟုတ်ဘူးအစိုးရလုံနေတာလို့ပဲကျွန်တော်တို့ကမြင်တဲ့သူတွေကိုတဲ့တယ်ပြောရရင်တော့ NUG ပါပဲ။ ကျွန်တော်ရဲဘော်မိတ်ဆွေတွေကတော့အပြဲတမ်းပြောပါတယ်ခုမြကျော်ရဲ့အန်ယူဂျီကြောင့်ထဲ့ပြောမနေပါနဲ့တော့နည်းလားထဲ့ပြောမနေပါနဲ့ကြားဖို့မကြားချင်ဘူးဆိုတော့ဒါပေမဲ့ထိတ်ကပိတ်ထိုင်တာပြီးအလူငွေဒေါ်လာဘီလီယံပေါင်းမြောင်များစွာတွေနဲ့ဘာဆက်လုပ်မှာလဲလို့လေပြည်သူလူထုကမိကုန်းထုတ်စီခြင်းပါတယ်ဒီကာလဟာတဖက်မှာလည်းငလီပေးကြောင့်မာလာဖက်စစ်တာအကောင့်နဲ့အဆိုးရောထွေးပြီးတော့ရှိနေပါတယ်အကောင့်ကပါလဲဆိုတော့ နေပြည်တော်နဲ့ကိုကဲမှုဆိုင်ရာစနစ်တွေလေရင်ကွင်းတွေအဆရှိတာတွေပေါ့သူရဲ့အခြေခံအဆောက်အုံတွေပြည့်စုံမှုပြည်သူသေးတာကိုအဖတ်မလုပ်ဘူးမင်းအောင်လိုက်တဲ့အတိုင်းဝိုင်းတစ်ခုလို့ဖုံးကြီးတွေပါမှကြံဒီနေ့ပြောမှာဒီဒီကူစေကိန်းနကျွန်တော်တခါလေးပြောမှာဒီနောက်ပိုင်းမှာတဖက်မှာအကောင်းကပါလဲဆိုတော့ဒေါ်လာဘီလီယံမြောက်များစွာကိုအဲဘယ်လိုပြောမလဲအလူခံရရှိပြီးတော့ပြည်သူလူထုကိုကယ်ဆယ်ရေးစခန်းဖွင့်တာမပြောတော့ထမင်းတစ်လုံးတောင်မတွေ့ဘူး ဒါတွေနဲ့ဘာတွေဆက်လုပ်လဲဆိုတော့တနက်ဝင်းမယ်စစ်နိုင်အောင်တိုက်မယ်သူအာနာယူနေတယ်ဘဒုတိတိတတိုင်းမိလုံးသိစစ်ကောင်စီဘောလောဘလောဘလောမာဖေဘောမာလောဘီဒီပြောတယ်လို့ပဲဒီဖက်စစ်တပ်ကမြေကြံရပြီသူတို့အုပ်ချုပ်ရရင်ပြီးရောသူတို့တမရဖြစ်ရင်သူတမရဖြစ်ရင်ပြီးရောတင်းလောက်တိယူတွတ်မိုင်မဲတဲ့စိတ်ကြစားကောင်တိုင်းပြည်ကိုလုံးဝဖျက်ချတာ မြေကြီးကလည်းမနေပါဘူးဆွဲလှုပ်ရမ်းပြီးခါချနေပါတယ်ငလင်ပြီးနေပေါ့ဒါပေမဲ့ပြည်သူလူထုကတော့မြေစာပင်ဖြစ်ပြီးလူရုံမာရဲ့လူရုံမာကိုတဘာဝဋ္ဌတရားကြီးကဒဏ်ခတ်တာပြည်သူလူထုကတော့မြေစာပင်ဖြစ်နေဒီကနေ့ဆိုရင်မန္တလေးမှာစေကူတမှုခက်ခဲနေဆိုတဲ့အကြောင်းတွေအများပြားကြားရတယ်လို့လျော်မိုးရောပြစ်ထန်တာကြောင့်မြေပြိုမှုတွေဖြစ်တာတွေလည်းအများပြားကြားရပါတယ်ငလင်ပေးကိုလည်းတက်တဲ့လောက်ကုညီမှုတွေရှိနေတာကိုသိရပြီး ငလျင်ဘေးနဲ့အတူဖြစ်ပေါ်လာတဲ့ဘာသာရေးမှိုင်းတွေအများပြားကျွန်တော်တွေ့နေရပါတယ်အဲ့တော့ဒါလေးကိုမပြောခင်မှာတိုက်ကြီးကပါစာ7ကိုတာဝေးမစ်ဆိုင်ဒုံးနေနဲ့ပြက်ခတ်တိုက်ခိုက်တဲ့ကိစ္စအဆက်ကျွန်တော်ထပ်ပြောပါမယ်အဲ့တော့ကပါစာ7တိုက်ကြီးဆိုတဲ့နေရာကိုတွားပြီးတော့ မိဆိုင်ဝင်းရင်းဒုံးနေတဲ့တိုက်ခိုက်ဖျက်ဆီးတဲ့အချိန်မှာတမြန်ဒီကဧပြီလ9ရက်နေ့ကည10နာရီဟောဧပြီလ4ရက်နေ့ည10နာရီဒက်ရှိုအဖွဲ့ SAF နဲ့ USO အဖွဲ့တွေပူးပေါင်းတိုက်ခိုက်မှုကြောင့်တတိကဝဒစတင်မှာလက်နက်ငယ်ဆက်ယုံရိခါကိုတော်ခဲယံကိုတော်မီးလောင်ပျက်စီးပြီး16ဦး အိုနာကြိုးကန်အပြင်းထန်တန်ရာငါဦးမတာပေါ်တာမတာပေါ်တာကကျွန်တော်ထင်တယ်ဆယ်ယောက်ထက်မနည်းတဲ့အခြေအနေမှာရှိပါတယ်ကပ္ပစရီကတ်တင်တဲ့ကာလာလို့ပြောရမှာပါပဲအဲတော့မာဒီလုံးကရှိရဲ့ကြီးသားဆက်မှုလုပ်ငန်းလို့ခေါ်တဲ့စစ်တပ်လက်နက်ပစ္စည်းအစစအရာထုတ်ပေးတဲ့စက်ယုံမှန်သမျှအကူတွေကပြေးတာကြပါ တိုက်ကြီးမှာရန်ကုန်ကတိုက်ကြီးကပ္ပစဟုတ်တယ်နော်ညောင်ကျိုးညောင်ချီတော့အုတ်ရှိပင်မှာကပ္ပစ9696နောက်ထပ်ဗမာတက်တော်နဲ့ပူပေါင်းတက်တွေတိုက်ပွဲဝင်တိုက်ခတ်နိုင်မှုကြောင့်ကပ္ပစ20 27 25လင်းစခတ်စတခ6လက်စီမီတက်တော့သွားပြီကပ္ပစ3ခု6ခု9ခု ကပ္ပစခုနှစ်ခုထိကိုတော်လိုင်းတက်တွေဟာအာယုံဆိုင်ပြစ်မှတ်ထားတိုက်ခိုက်လိုက်နိုင်တယ်။နောက်ထပ်ကပ္ပစတွေထတ်တိုက်ဖြူချမှာဖြစ်ပါတယ်။ရှင်းတယ်နော်။ရှင်းတယ်နော်။ဒါတော့တိုင်ရင်ကိုကိုရင်တိုက်ပေါ့ဗျာ။ကျွန်တော်တို့စော့ဩခဲ့တဲ့အယူအဆအတို့ကြီးခေါ်သဘောတရားအစဲခန့်အစုခံပြီးဒီလောက်ငလီပေးဖြစ်နေတဲ့မှာစစ်တိုက်ရမလားလို့အော်ကြီးကျင်တဲ့လူသားချင်းစာနာသူလူလူ ရွှေပြေးတော့ရောက်လာတယ်ခါတော်မီရွှေပြေးသမားတွေလူလူရက်ွက်တဲရဆွန်လောင်းအသိန်းအသိန်းလူလူလူတွေရှိခဲ့ပါတယ်ပေါ့အပြစ်မတင်ပါဘူးသူတို့ယူဆယုံကြည်တဲ့အတိုင်းယူဆယုံကြည်နိုင်ပါတယ်ကျွန်တော်ကတော့စတီကလေးကငလင်ဘေးကိုလဲကူစစ်ပွဲကိုလဲတိုက်စစ်ကိုလဲပြင်းလို့ပြင်းပြင်းထန်ထန်ခိုင်ခိုင်မာမာကျွန်တော်ပြောခဲ့တာပါလုံးဝတော့မဆုတ်ခဲ့ပါဘူးအဲ့တော့လူသားချင်းမစာနာဘူး မြတ်ကျော်ကလူယုတ်မာလူမြတ်ကျော်ကအတမိုးကြီးပြောကြတာပြောကြဆိုကြလူကြီးရှိပါတယ်စိတ်မဆိုးပါဘူးသို့တော့ကျွန်တော်နှလုံးသားနဲ့ကျွန်တော်အတွေးထဲမှာစက္ကမလတ်ရှိနေတာအောင်ပွဲပါဒီຫນွေဦးတော်လန်ရေးအောင်မြင်ဖို့ဘာတွေလုပ်ရမလဲဆိုတာစက္ကမလတ်တွေးနေတဲ့ကျွန်တော်ရဲ့လုပ်ငန်းပါအလုပ်ပါတာဝန်သိစိတ်ပါအမြဲတမ်းတွေးနေတဲ့ဟာပါဒါအောင်ဖို့ ဒီအောင်ဝဲရဖို့ဘယ်နေရာအောင်မြင်ဖို့အဲဒီအတွက်အမားတွေပါတွေပါသွားနိုင်တာလည်းရှိပါတယ်ဒါပေမဲ့အမားမပါအောင်ဖတ်စစ်တက်ရဲ့တလျှောက်လုံးသောပြုတ်မှုကြင့်ကြံဆောင်ရွက်မှုတွေကိုစဉ်းတကြလေ့လာကိုကိုတိုင်းခံစားခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ပေါင်းဆက်အတိတ်မှာဖြစ်ခဲ့တဲ့နိုင်ငံနိုင်ငံမှာဖြစ်ခဲ့တဲ့တင်ငန်းစာတွေဖြစ်ပျက်တွေကိုတင်ငန်းစာယူပြီးတွေးခေါ်မျှော်မြင်ပြောဆိုထုတ်ပြန်ခြင်းဖြစ်ပါတယ် ဆိုတော့ငလင်ဘေးကိုလည်းကူရမယ်တီသူကိုကူတိုက်ရင်ကူအနေဆုံးကူရင်နဲ့တိုက်တိုက်ရင်နဲ့ကူအနေဆုံးကျွန်တော်တို့စစ်စစ်ပြင်ဆင်ခုခံကာဝယ်ဖို့စစ်ပြင်ဆင်ရမယ်လို့ကျွန်တော်တို့ပြောခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့စစ်တပ်စောက်ချင်းတိတယ်ဗျာ။ဘယ်တော့မှစစ်မရဘူး။စစ်တပ်ဟာကဘာပြူပြူမီးလောင်လောင် သူ့ရောက်ခမသိသိစစ်အနိုင်တိုက်ရေးပဲ။စစ်တပ်ဆိုတာလေ စစ်မနိုင်ရင်တဆွေလုံးတစ်မျိုးလုံးစစ်တပ်အတိုင်းဝိုင်းတစ်ခုလုံးကျိုးစင်တက်ရမှာကိုသူတို့သိတဲ့အတွက်သူတို့စစ်ကိုနိုင်အောင်တိုက်ကိုတိုက်လိုက်မယ်တိုက်ဖို့ကြိုးစားလိုက်မယ်နောက်ဆုံးမနိုင်ရင်အရင်ပုံစံဟောင်းနေလို့ရွေးကောက်ပွဲလုပ်မယ်ပြန်လာကြတွစ်ဆုံဆွေးနွေးမယ်ဆိုတဲ့အဥ္စရာတွေထိုးဝင်လာလိမ့်မယ်စစ်တပ်ရဲ့လုံလီလုံဝံဖြစ်ပါတယ်အဲ့ဒီမှာရောင်တော်ပြန်နိုင်ငံရေးသမားတွေက တိတိကြီးနဲ့ကိုတည်သူလူလူကိုပြားယူနေဝမ်းချတာတွေရွှေပြည်တရားဟောတာတွေလုံလာပါလိမ့်မယ်ကျွန်တော်ပြောရင်လွဲခဲ့ပါတယ်မယုံစောင့်ကြည့်လိုက်ပါအဲ့တော့ငလင်လင်ပေးငလင်ပေးစဖြစ်တဲ့ကကျွန်တော်တို့တိုင်ရင်ကုလို့စောခဲ့ပါတယ်စစ်ကိုလည်းပြင်ပါပြည်သူကိုလည်းကုပါလို့ပြောခဲ့အချက်တကယ်ဆောင်ရွက်နိုင်ခဲ့တာတွေကိုတွေ့ရင်ကျွန်တော်မမှားဘူးဆိုတာလေးတော့ကျွန်တော်ယုံကြည်မိပါတယ်နော် စစ်တပ်ကလည်းလေနဲ့အချိန်ပေါင်း30တဲ့မတန်းငလီဆက်လုပ်တဲ့28ရက်နေ့ကနေဒီနေ့ထိဘုံကျဲတိုက်ခိုက်တပ်ဖြတ်မှုတွေရှိနေပါတယ်။ဒါတော်လန်ရေးရဲ့အချိန်ပါ။ဒုတိယပိုင်းမှာတော့ငလီဘေးနဲ့အတူအမျက်ထုတ်မှုတွေကိုကျိုးရှာမှုတွေသဘောထားကွဲမှုတွေနဲ့အတူဘာသာရေးမိုင်းတိုက်မှုတွေပါလာပါတယ်။ပထမဦးဆုံးကျွန်တော်တွေ့လိုက်တဲ့ဘာသာရေးမိုင်းတိုက်မှုက ကြောက်တက်တာဇေဒီနဲ့မလူစာဒီဆိုပြီးပေါက်ပန်း40ပြီပြောနေကြတာပါကြောက်တက်တာဇေဒီဟာငလင်တန်ကြောက်အခုသူဖြိုချတော့မယ်ဆိုတော့ဗီဒီယိုတွေလိုက်လိုက်တင်ပြီးမလူစာဒီလက်တစ်ပတ်ရှိတယ်မင်းသင်္ကာဝတ္ထုတွေရဆိုပြီးပေါက်ပန်း40ဒီဝါတာမိုင်းတိုက်နေပါတယ်နံပါတ်1နံပါတ်2ဆွဲတက်ဆွေဆိုင်ဆိုတဲ့ကောင်ဟာမဘာသာဘုံကြီးဝိရတူ မောသာဘုံကြီးဝိတ္တသူကြောင်းထိုင်တဲ့မစိုးရင်တိုက်တိကြီးကိုတိမ်ပေါင်းဘလောက်ကုန်ကုန်လှူမယ်ဆိုပြီးဇွဲတက်ကိုဥချကျင်တဲ့ကောင်တွေအများပြားဝါရဖြန့်နေပါလေစစ်ကောင်စီတို့ကြီးတိုက်ပါဝီရသူဆိုတာဗုဒ္ဓဘာသာအစွန်ရောက်လို့ကဘာကတတ်မှတ်ထားတာဝီရသူကြောင့်ဗုဒ္ဓဘာသာဝင်နေဟာအခြားဘာသာဝင်နေတဲ့ကဘာလူတို့ကဘာပြည်သူလူတို့ကြားထဲမှာဗုဒ္ဓဘာသာဟာ နားလည်မှုလွဲခံခဲ့ရတယ်အထင်သေးခံခဲ့ရတယ်ကမ္ဘာတိုင်းမဂဇင်းမျက်နှာဖုံးမှာဝီရတုကိုဗုဒ္ဓဘာသာအကြံဖတ်သမားလို့ခေါင်းစဉ်တက်ခံရတာဗုဒ္ဓဘာသာအစွန်းရောက်တယောက်အဖြစ်နဲ့တီရာထွေရခိုင်ရွန်ကြအရေးခင်းတွေ ICT ICJ ရောက်တရားဆွဲဆိုခံရတဲ့လူမျိုးတုံးတက်ဖြတ်မှုတွေကိုလှုံ့ဆော်ဆော့ခဲ့သူဝီရတုဖြစ်ပါတယ်သူနဲ့အတူအောင်တောင်းလို့ပါဝင်တယ်လို့ စစ်တပ်တစ်ခုလုံးကြောတော့နောက်ခံပေးပြီးလူမျိုးရေးဘာသာရေးတွေးခွဲမှုနဲ့ဝါရာမိုင်းတိုက်လူမျိုးရေးဘာသာရေးအထီးကျုံးတွေဖန်တီးဖို့ကြိုးစားတစ်ဖက်မှာ NLD အစိုးရကိုတိုက်ချဆိုတဲ့လမ်းစဉ်နဲ့ဆောင်ရွက်ခဲ့တဲ့သူဖြစ်ပါတယ်ဝီရသူတမိုင်းကိုပြန်ပြောရင်ဝီရသူပြောဆိုချက်များဟာဓမ္မလားအတ္တမလားဆိုပြီးညက်ကြော်ဟာရန်ကုန်စုလီမြို့တော်ခမ်းမရှိကနေပြီးတော့ နိုင်ငံတော်တန်ခါနာကကဘာဤဖျားဝင်းထဲမှာထိမိကုံထုတ်ခဲ့တယ်ကောမဘာသာကိုညမတပီလုံးမှာလူမျက်တော်ထွက်တိုက်ခဲ့တာပါတပိုင်းကိုလမ်းကြည့်လိုက်ပါဒီကောင်ကြီးဆောင်းကြောင်းကောင်းကောင်းသိပါလေဗျာအခုထက်လုံလာပြန်ပြီဒါအပြင်မှာလူတွေတောက်တောက်နေအောင်သေချီပျက်စီးပြီးတိုင်းပြည်နဲ့တပွန်းပြပုံအတိနီးပါဖြစ်နေတယ်တစ်ဖက်မှာစစ်ပွဲကြောင့်တစ်ဖက်မှာငလင်ပေးနဲ့သဘာဝပေးရေးပေးမိပေး တဖက်မှာစစ်အာဏာရှင်တစုရဲ့ရုပ်မာမှုချော့တိုင်းလုံးကျွရွာလုံးကျွမြို့လုံးကျမီးလောင်ပြာကျနေတဲ့အချိန်မှာမျက်ရည်တပြိုင်ပြိုင်နဲ့သမိုင်းတလုံးတော်စားဖို့ရုန်းကန်နေရတဲ့အချိန်မှာဘုံကြီးချောင်း၅တက်ဆောင်၄တက်ဆောင်စောက်ပြီးအလူတန်းလုံးလို့ကုသိုလ်ရမယ်ဆိုရင်အဲ့ဒီကုသိုလ်မျိုးကျုပ်တို့မလိုချင်ဘူးလို့တဲ့တယ်ပြောလိုက်ပါတယ်နောက်တစ်ချက်က ဒီဒီခုနဲ့စင်ကိနပြောတဲ့ video file တစ်ခုတက်လာပါတယ်ကျွန်တော်အဲ့ video file ကို down လာပါတယ်ဟိုဘက် allergy review မှာကျွန်တော်ကြည့်မှာဖြစ်ပါတယ်ကျွန်တော်ခုခုနအရင်ဆုံးကြည့်လို့ဒါပေမဲ့ကျွန်တော်စက်ပြစ်စက်ပိုင်းဆိုင်ရာအခက်အခဲတွေကြောင့်ကျွန်တော်ဒါအရင်ပြောလိုက်တာပြည်သူတွေတည်ရှင်တလောက်တည်နေဖြစ်ချင်တလောက်ဖြစ်နေဒီဒီခုဟာလေကျွန်တော် video မှာတေချာကြည့်တယ်ဒီဒီခုဆရာတော်ဟာလေဒူးတနန်နန်နေဗျာဖျားရည်အကုန်ထီးတင်ကြမယ် ဟာဘုန်းကြီးเจ้าကိုဘယ်လိုစောက်ပြင်မလဲလေးတောင်းတောင်းကြီးရိုက်တော့ပြည်သူလူထုဒုက္ခရောက်နေတယ်တက္ကဒကမတွေဒုက္ခရောက်နေတာကိုတဆက်ကလေးမှစိတ်ဝင်စားမှုမရှိပဲပြည်သူလူတွေဆုံးကိုစားနေတာအင်မတန်အံ့ဩစရာ ကောင်းလောက်တယ်ဗုဒ္ဓဘာသာဝင်ယဟန်တော်တပါထိတ်တန်းကဘာကျော်ကြီးရဲ့အချိန်ကိုကျွန်တော်တွေ့လိုက်ရပါတယ်အယံဝန်နေမှုကောင်းပါတယ် ငါတို့ဖင်ကျုံ sorry ဖင်ကုံးဥချခဲ့တာငါတို့မစားခင်ဒီဥဖြဖြတမင်းဦးလေးကတမင်းကပ်ပြီးလူဒန်းခဲ့တာတွေဟာဒီလိုတုတ်ပြန်ခံရဖို့လားဒီလိုမြင်လွယ်ကက်ပြစ်ခံရဖို့လားဒီလိုအတိမအမြင်မားတွေပေးပြီးဒီပြည်သူတွေဒီတကလုံးဝဒုက္ခရောက်အောင်လုပ်ဖို့လားဆိုတာပြန်တွေးမိပါတယ်ဒီအခြေအနေတွေရှိနေပါတယ် နောက်ဆုံးတစ်ချက်နေတယ်ဒီအချိန်တွေအားလုံးရဲ့ဘာသာရေးလူမျိုးရေးမိုင်းတွေကိုဆွဲတင်ပြီးဒီအချိန်တွေအားလုံးရဲ့တော့ကုန်လေအနာသက်အဖြစ်တွေ့ရတာကရွန်ဂျာကိစ္စဖြစ်ပါတယ်ကိုသိမ့်မြတ် TM မှာလည်းပြောရတာကျွန်တော်တွေ့ပါတယ်သူမှသူပြောရတာလေးလည်းအမတန်ပြည့်စုံသူလို့မဘာသာဆိုရဲဝိနည်းသူဥဆောင်တဲ့ဗုဒ္ဓဘာသာအဆုံးရောက်တည်းဟာဒီရွန်ဂျာတွေကိုစစ်တပ်ကမတတ်တတ်အောင်လူမျိုးတို့မတတ်တတ်အောင်လှုံ့ဆော်တိုက်တွန်းသူဖြစ်ခဲ့ပါ စစ်တပ်ကလည်းမဘာသားတွေကိုအာဏာအကျိုးစီးပွားအတွက်နဲ့အတုံးချပြီးမဘာသားတွေအလိုကျနှစ်ဖက်နှစ်ဦးနှစ်ဖက်အပြန်အလှန်ရွန်ဂျာတွေကိုတပ်ဖြတ်မှုတွေလူမျိုးလုံးတပ်ဖြတ်မှုတွေအိုးအိမ်ဆွတ်ခွာမောင်းထုတ်မှုတွေလုပ်ကိုလုပ်ခဲ့ပါတယ်။ဘယ်တော့မှမရွန်ဂျာတွေကိုစစ်တပ်ဟာအစ္စလမ်ဘာသာဝင်ကွာရွန်ဂျာမှမဟုတ်ဘူး။အစ္စလမ်ဘာသာဝင်တွေနဲ့ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာဝင်တွေအကြားထဲမှာအမြဲတမ်းသွေးခွဲတတ်ရှူရန်တိုက်ပေးလိရှိတဲ့ဖက်စစ်တပ်ဟာ ဘိန်းစတက်အစည်းအဝေးမှာဘင်္ဂလားကကိုယ်စားလှယ်နဲ့တွေ့ပြီးရွင်ကြတသိန်း၈000ကိုလက်ခံမယ်လို့ပြောတဲ့စကားဟာကျွန်တော်ထင်တာရွင်ကြတွေကိုခေါ်ပြီးစစ်မှုထန်ခိုင်းမလို့လားလို့ကျွန်တော်စဉ်းစားမိပါတယ်။ဒါမှမဟုတ်နေပြည်တော်မှာခေါ်ထားမလား။ရခိုင်မှာထားလို့မရတော့ဘူးအရခတ်တက်တော်အေအေခွင့်မပြုရင်ထားလို့မရဘူးခွင့်ပြုရင်ထားလို့ရတယ်။အရခတ်တက်တော်အေအေရဲ့အချုပ်ချပိုင်တိုင်းဖြစ်သွားပြီရခိုင်ပြည်ရခိုင်ပြည်ရ ဆိုတော့အဲ့ဒီမှာထောင်ကျောက်အနေနဲ့အကိန်းသာရခိုင်ပြည်ကအာရခတ်တက်တော်အေရာရိုဂျင်ဂျာတွေကိုလက်မခံဘူးဆိုလေလူသားချင်းစာနာမှုလို့ခွေးသားချင်းစာနာမှုလို့ပြဿနာတွေရှိပါတယ်လက်ခံမယ်ဆိုရင်လေစစ်တွင်းကာလာဖြစ်တဲ့ conflict ပြပခါတွေဖြစ်ပေါ်ဇင်နိုင်တဲ့အတွက် fascist တက်ဟာသူအလုံးတရားမှနှစ်သက်လာပါတော့ဘာသာရေးလူမျိုးရေးတွေးခွဲမှုကြီးနဲ့သူတတလုံးကျူးလွန်ခဲ့တဲ့ရိုဂျင်ဂျာတွေကိုတတ်ဖြတ်လူမျိုးတုံးတတ်ဖြတ်ခဲ့တဲ့ကိစ္စကိုခွာချမတိကျင်အောင်ဆောင် မဟုတ်တလူလူကလင်စစ်ညန်းစင်နဲ့ရင်ဂျာ38000ကိုလက်ခံမယ်ဆိုတဲ့စကားပြောခဲ့တာဟာတော့ထပ်ပြီးရုတ်မာဖို့ကြံစီနေတာပါပဲလို့တူတူနဲ့လူရင်ပြောရင်တိုက်ရင်ကူကြကူရင်တိုက်ကြစစ်နိုင်မှငါတို့ပြည်သူကိုအပြည့်အဝကူညီနိုင်ကြလိမ့်မယ်ဒီမျိုးကြည့်တော့အလုံးကျေးဇူးတင်